နေရအတိတ်တွေကိုနေတဲ့အခါမှာလိုက်နာကျင့်သုံးသင့်တဲ့အချက်ကလေးကိုမြတ်စွာဘုရားဟောတော်။အဲ့ဒီဒေတာအေရိယာမှာရှိတဲ့နတ်တွေကိုမမြင်ရတဲ့တ ত্ত্ব ဝါတွေကိုအမြပေးဝေပါတဲ့ကုသကောင်းမှုကိုသူတို့စီကိုရည်ညွှန်းပါတဲ့။ဒါဖြင့်ရည်ညွှန်းရင်ဘယ်လိုအကျိုးရှိတော့ဆိုလို့ရှင် နတ်တွေဆိုတာအခုခေတ်တော့အဲ့ဒါလိုမလုပ်ဘဲနဲ့အုံဒီဆွဲတာတို့ဘာလို့လှုပ်ချတာပေါ့နော်။မြတ်စွာဘုရားကအမြဝေဖို့ပြောတယ် ညဝေကုသကောင်းမှုလုပ်ရင်ညဝေခုနတည်းပဲတရားဝဲအစမှာလက်တွေဖိတ်တာကြားလိုက်တယ်လုတ်တင်လုတ်ထိုက်တဲ့ကိစ္စတခုပဲနော်တရားနာလာဖို့ဆိုတာလက်တွေဖိတ်လိုက်တယ်လေဒါလုတ်တင်လုတ်ထိုက်တာမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေမိမိတို့ရဲ့ဆန္ဒကိုထုတ်ဖို့ပြောကြားခြင်းဟာမှန်ကန်တယ်လို့ဒီလိုပြောရပါသမန္တာသက္ကဝါလီသူအတ္တရာကိစ္ဆန္တုဒေဝတာဆိုတာဒါအဓိပ္ပာယ်ပဲပဲတူတူပဲပေါ့နော် နတ်တွေကိုဖိတ်လိုက်တယ်။အဲ့တော့မြတ်စွာဘုရားကသူဏိတဝတ္တကာရတို့ကိုတရားဟောတာ။နေရအစ်စ်နေပြီဆိုရင်ကုသကောင်မှုတစ်ခုလုပ်ပါတဲ့။လုပ်ပြီးရင်နတ်တွေကိုအမြဝေပါ။အဲ့ဒါလို့အမြဝေလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေဖြစ်နိုင်တာတုံးလို့ဆိုတော့မြတ်စွာဘုရားအဲ့ဒီလိုအမြတမ်းပေးဝေတဲ့အခါတေပုဇိတာပူဇေယံတိမာနိတာမာနယံတိနံ ကိုကသူတို့ကိုအလေးထားလို့ရှိရင်တဲ့လူတွေကနတ်တွေကိုအလေးထားနေရာပေးလို့ရှိရင်ကိုကိုလည်းပြန်ပြီးတော့အလေးထားနေရာပေးလာနိုင်တယ်။ဒါအတုံးလဲဆိုတာရှိတယ်လေ။နေရာဒေသတစ်ခုရောက်လာလို့ရှိရင်မိတ်ဆက်ရတယ်မဟုတ်လား။အိမ်နားနေချင်းတွေလည်းမိတ်ဆက်တယ်။မိတ်ဆက်ပြီးတော့မိတ်ဆွေဖွဲ့ကြတယ်။အဲ့ဒါလိုပဲနေရာအတိတ်တွေမှာနေပြီဆိုလို့ရှိရင်နတ်တွေနဲ့မိတ်ဆွေဖွဲ့တဲ့သဘောပေါ့ အမြတ်တမ်းပြေးဝေးလိုက်လို့ကိုကမျက်နှိုးတဲ့အခါမှာနတ်တရားလည်းခုပေါ်မှာအေးတို့တွေကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပြေးဝေးပေါ်ရတယ်ငါတို့နဲ့မတိပေမဲ့လို့တို့အကျိုးလိုလားတဲ့ပုဂ္ဂိုလ်တွေပဲလို့စိတ်ထဲမှာဖြစ်လာပြီးလူတွေကိုစောင့်ရှောက်လာတယ်တဲ့မာတာပုတ္တံဝဩရတံရှင်နိမှုကဘယ်လောက်ထိအောင်ဖြစ်လာတော့စိမိခင်တူဟာမိမိရင်မှမွေးဖွားလာတဲ့ သားငယ်သမီးငယ်ကိုစောင့်ရှောက်တယ်လို့တဲ့။နတ်တီရဲ့စိတ်ဓာတ်ထဲမှာလဲကိုသားကိုသမီးလို့သဘောထားလာတယ်လို့တွေ့လို့ဆိုနော်။အဲ့ဒါလို့မြတ်စွာဘုရားကအနုမောဒနာတရားဟောလိုက်တာ။သူတို့ကိုဟောတဲ့တရားကဒီလောက်ပဲ။နော်။နေရာအစ်စ်ကိုရောက်လို့ရှိရင်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပင့်ဖိတ်ပြီးတော့လူတန်းကျွေးမွေးပါတဲ့။ပြီးရင်နတ်တွေကိုအဲ့ဒီမှာရှိတဲ့နတ်တွေကိုမြတ်တန်းပေးဝေးပါ။မြတ်တန်းပေးဝေးလို့ရှိရင် ကိုကသူတို့ကိုဂရုစိုက်တဲ့အတွက်ကြောင့်သူတို့ကပြန်ပြီးကိုယ့်ကိုဂရုစိုက်သွားလိမ့်မယ်သူတို့ဂရုစိုက်မှုကိုခံရတဲ့ပုဂ္ဂိုလ်ကဘာဖြစ်သရဘထရာဏိပတ္တိဘယ်တော့မှဆိုအကောင်းမဲ့တွေ့မယ်ဆိုနဲ့မကြုံရဘူးလို့သူတို့ဆိုတယ်နော်နတ်တရားဆောင်းရှောင်းမှုမြတ်နှုတ်မှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဟာအကောင်းနေနေရွယ်တွေ့ကြုံရမယ်လို့ဒီလိုဟောတာဒါနေရာတဲ့ရောက်တိုင်းရောက်တိုင်း ဒီလိုလှုပ်တဲ့လှုပ်ထိုက်တာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြုတ်